တန်ကိုရီးယားတမရရွေးကောက်ပွဲကိုဂျွန်လ3ရက်မှာကျင်းပမယ်လို့ယာယီတမရဟန်တိုဆူးကကြေညာခဲ့ကြောင်း AP ကဖော်ပြခဲ့ပါတယ်။ အဘီလီယက်ကအရင်သမရရွန်ဆွဲရဲကိုအခြေခံဥပဒေဆိုင်ရာတရားရုံးကယာရုကဖယ်ရှားခဲ့တဲ့နောက်သမရအစ်ရွေးချယ်ဖို့ရွေးကောက်ပွဲပြုလုပ်မယ်နေ့ကိုကြေညာခဲ့တာဖြစ်ပါတယ်။ရွန်ဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ3ရက်ကစေအုပ်ချုပ်ရဲ့အမိန့်ကြေညာခဲ့တာကြောင့်လွှတ်တော်ကအဲ့ဒီအမိန့်ကိုမဲခွဲပြီးပယ်ချခဲ့ပါတယ်။အဲ့ဒီနောက်ရွန်ဟာနိုင်ပိုင်းအတွင်းစေအုပ်ချုပ်ရဲ့အမိန့်ကိုယုတ်သိမ်းခဲ့ပြီးမြဲလွှတ်တော်ကသူ့ကိုဆွဆွဲပစ်တင်ခဲ့ကသမရတာဝန်ကဆိုင်ငံ့ခဲ့ပါတယ်။အဲ့ဒီနောက်အခြေခံဥပဒေဆိုင်ရာခုံရုံးကလွှတ်တော်ရဲ့ဆွဆွဲပစ်တင်မှုကိုအတည်ပြုခဲ့ပြီးရွန်ကိုယာရုကဖယ်ရှားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာရွန်ရဲ့ပြည်သူအ င်အားပါတီနဲ့အင်အားကြီးပြန်ပတ်ပါတီဖြစ်တဲ့ဒီမိုကရက်တစ်ပါတီတို့အကြားအပြိုင်မှုတွေကရွေးကောက်ပွဲကိုလွှမ်းမိုးသွားမှာဖြစ်ပါတယ်။ပြည်သူအင်အားပါတီအားအာဏာရပါတီဖြစ်ခဲ့ပေမဲ့လွှတ်တော်ကိုအတိုက်ခံဖြစ်တဲ့ဒီမိုကရက်တစ်ပါတီကထိန်းချုပ်ခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်ပါတီဘက်ကဩဇာကြီးမားတဲ့လီဂျီမြောင်ဟာပါတီကိုစားပြုကိုယ်စားလှယ်လောင်းဖြစ်လာနိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ ပြည်သူ့အင်အားပါတီမှာတော့ပါတီကိုစားပြုကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ခံရဖို့ကြိုးပမ်းမဲ့နိုင်ငံရေးသမား၁၀ဦးခန့်ရှိလာလိမ့်မယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။တောင်ကိုရီးယားရဲ့အခြားနိုင်ငံရေးပါတီတွေကလည်းသူတို့ပါတီကိုစားပြုပြီးရှင်ပြန်မဲ့ကိုယ်စားလှယ်လောင်းတွေကိုလာမဲ့သတင်းပတ်တွေအတွင်းရွေးချယ်သွားမှာဖြစ်ပါတယ်။